အန်ဝါအီဘရာဟန်ဟာတရှိုးသားဖြစ်ကြောင်းထိုင်းမင်းသားဗိုလ်ချုပ်ကြီးရဲ့ပြောဆိုချက်ပေါ်မလေးရှားနိုင်ငံသားတွေကတော်သားထွက်နေပါတယ်။မလေးရှားဝန်ကြီးအန်ဝါအီဘရာဟန်ဟာထိုင်းကမ္ဘောဒီးယားနယ်စပ်ပြည်ပခါကိုဝေမှုနေတဲ့တရှိုးသားဖြစ်ကြောင်းထိုင်းစစ်တမအင်းသားဗိုလ်ချုပ်ကြီးတို့ကမကြသေးမီအဲ့ဒီလိုမျိုးပြောကြရမလေးရှားနိုင်ငံရဲ့တိုင်ဝမ်မှာတော်လေးလှုပ်လှုပ်ခက်ခက်ဖြစ်ခဲ့ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးတနမန်ရေးရရေးယူပေးဖို့လွှတ်တော်အမတ်တွေကတောင်းဆိုနေပါတယ်။မကြသေးမီကကျင်းပခဲ့တဲ့အောက်လွှတ်တော်စည်းဝေးမှာအဲ့ဒီကိစ္စကိုတုံ့ပြန်ဖို့ ဒူနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်အာလာမင်အားတိုက်တွန်းမှုတွေရှိနေပါတယ်။ဝန်ကြီးချုပ်အန်ဝါဟာထိုင်းနိုင်ငံရဲ့အရေးကိစ္စကိုစွပ်ဖက်တဲ့တက်ရှိုးတာဖြစ်ကြောင်းဘိုဂျိုဂျီရန်စီကီဒီယန်ဆက်ကမကြားသေးမီကရုပ်သံအင်တာဗျူးတစ်ခုမှာဆွဆွဲပြီးနောက်ရုပ်သက်သက်ဖြစ်ခဲ့တာပါ။အန်ဝါကတက်ရှိုးပဲကျွန်တော်တို့ကိုဒုက္ခတွေပေးနေသူပဲ။ဘာလို့များကျွန်တော်လာမှွေနေရတာလဲလို့ဘိုဂျိုဂျီဟောင်းရန်စီကပြောပါတယ်။ ရုရှားထိုင်းနဲ့ကမ္ဘောဒီးယားကြားမှာကြာသိမီကကွာလာလမ်ပါမှာလက်မှတ်ရေးထိုးတဲ့ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုပြည့်ပြတ်သားသားပြစ်တင်ဝေဖန်နေသူဖြစ်ပါတယ်။အန်ဂွာကဘသူကိုတရှိုးထောက်လန်းနေတယ်လဲဆိုတာကိုရန်စီကပြောကြားခဲ့ခြင်းမရှိတဲ့ပြင်မလေးရှားဝန်ကြီးချုပ်ပေါ်သူ့ရဲ့ဆွတ်ဆွတ်ချက်တွေခိုင်မာတဲ့အချက်လက်တွေလည်းချပြခြင်းမရှိပါဘူး။ရန်စီကမကြာသိမီလတွေတွင်ရုံးမြင့်တန်ကြားတွေ့ဆုံမြင်ကန်းမှာမကြာခဏပါဝင်လာတာဖြစ်ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်အားလူဆိုးသခိုးလို့ခေါ်ပြီးဝေဖန်တိုက်ခိုက်တဲ့ပြောဆိုချက်တွေကြောင့်လူသိများပါတယ်။ ။ထိုင်းစစ်တပ်အနေနဲ့ကမ္ဘောဒီးယားကိုစစ်ကြင်ညာဖို့ရန်စီကအကြိမ်ကြိမ်တိုက်တွန်းပါတယ်။ရန်စီဟာထိုင်းစစ်တပ်ပိုင်းမီဒီယာဖြစ်တဲ့ Channel 5ရုပ်မြင့်သံကြားညွှန်ကြားမှုဖြစ်မှ2022မှာထုတ်ပယ်ခင်ရပြီးနောက်ကောင်းကြီးပိုင်းသတင်းတွေမှာပထမဆုံးပါဝင်လာတာဖြစ်ပါတယ်။ဒီရုပ်သံဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေထုတ်လွှင့်ရမှာဗတ်လိုက်တယ်လို့ဆွဆွဲခင်ရပြီးတော့ရန်စီဟာယာလူကနေထုတ်ပယ်ခင်ရတာဖြစ်ပါတယ်။ရန်စီဟာလာမယ့်ဒီလိုရေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့မကြသေးမီက နိုင်ငံရေးပါတီခုတေတခုတည်ထောင်ခဲ့ပါလိမ့်မလေးရှားကောင်းဆောင်အပေါ်ရန်စီရဲ့ဆွဆွချက်နဲ့ပတ်သက်ပြီးအင်အားသိမိကြောင်းအတိုက်ခတ်ပါတီမယားညွန်ပေါင်းဖွဲ့ဖြစ်တဲ့ပါရီကာတန်နက်စီယူနယ်မှာရှိနေတယ်လို့ကပြောပါလိမ့်ရန်စီကအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ဝန်ကြီးချုပ်အန်ဝါကိုတက်ဆက်ဖောက်လှုပ်ဝက်ရန်သူဖြစ်တစိကတာအင်အားသိစရာကောင်းဆုံးပဲသူနယ်မယ်ကြီးဖို့ကျွန်တော်လောက်တယ်လို့မြင်ကြောင်းပြောပါလိမ့်ဒီပို့စာလူမှုကွန်ရက်မှာလည်းပြည့်နှက်နေပါတယ် တကယ်တော့ရန်စီယာငင်းချင်းသဘောတူညီချက်အသုံးချပြီးကိုကိုကိုလူသိမြောင်းလို့ဖို့ဝင်ကြီးချုပ်အန်ဝါကိုဒီလိုတစိမ့်ကတ်လိုက်တာပဲလို့ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတန်တမန်ရေးရပြပြသသားရေးယူဖို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကိုလွှတ်တော်မှတူဦးကတိုက်တွန်းပါတယ်ရန်စီကအန်ဝါကိုသစ္စာဖောက်အမေရိကန်တရှိုးလို့တစိမ့်ကတ်တာစိတ်မကောင်းဖြစ်တယ်ဒါဟုတ်တန်တမန်ရေးရကန့်ကွက်လို့ပေးဖို့တာဒါမှမဟုတ်ချားတင်တော်တဲ့လက်ညောင်းတစ်စင်ကိုင်းရွှေဖြည့်ရှင်းတာလို့ဖို့နိုင်ငံခြားရေးဝန်ကြီးဌာနမှာတာဝန်ရှိဆုံးပဲလို့လွှတ်တော်မှတွေကပြောပါတယ်အန်ဝါအီဘရာဟာအမေရိကန်တရှိုးဖြစ်တယ်ဆိုတဲ့ဆွဆွချက်ကို ဒုနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်အာလာမင်ကပယ်ချပါတယ်အန်ဝါဟာညီချင်းရေးစနစ်ပွဲကိုစီစဉ်ပေးသူသားဖြစ်ကြောင်းနဲ့ထိုင်းဝန်ကြီးချုပ်အနူတင်ကလည်းအထူးသီမှတ်ပြုခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်အော်လော်ဒါစနစ်ပွဲမှာဒါဟာမိမိတို့ဂုဏ်ယူရမယ့်ကိစ္စသာဖြစ်ပါတယ်တကယ်တော့အန်ဝါအစ်ဘရာဟန်ကိုဆွဆွဲချက်တွေဟာအလက်ကားပဲလို့ဒုဝန်ကြီးမိုဟာမက်အာလာမင်ကတုံ့ပြန်ပြောပါတယ်ထိုင်းနဲ့ကောင်းမွန်တဲ့တရမဆက်ဆက်ရေးကိုထိန်းသိမ်းထားတဲ့အချုပ်ချအာဏာပိုင်နိုင်ငံဖြစ်နေတဲ့မလေးရှားဟာတရမဆက်ဆက်ရေး အခွင့်အာဏာမရှိသူတွေပြောဆိုချက်ကိုလည်းတုံ့ပြန်မှာမဟုတ်ဘူးလို့ဆိုပါတယ်။မွန်ကြီးချုပ်အခန်းကဏ္ဍအောင်မှေးမင်းအောင်ကြိုးပမ်းနေသူတွေကဒါသူတို့အခွင့်ရေးပဲလေဗျာ။သူတို့ကဘာဖြစ်ဖြစ်ဒီအခြေအနေတွေကိုအနီးကပ်စောင့်ကြည့်ပြီးအမြဲတမ်းဝေဖန်တိုက်ခိုက်နေမှာ။ဒါကိုဂီးဆိုင်ကြမလို့ဘူးလို့မလေးရှားဒုဝန်ကြီးအလာမင်ကပြောတော့ပါတယ်။